မင်္ဂလာပါရှင်။ခမီလန်နျူးစ်ကနေကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ဟာခါမြို့ပြည်နယ်ရဲစခန်းကို CNA ပူးပေါင်းတပ်ကဝင်ရောက်စီးနင်းလို့စစ်ကော်မရှင်အဖွဲ့ဝင်6ယောက်တေဆုံးတဲ့သတင်းမှာချင်းပြည်နယ်မြို့တော်ဟာခါမြို့ပြည်နယ်ရဲစခန်းကိုချင်းမျိုးသားတပ်မတော် CNA နဲ့ဒေသနာကာကွယ်ရေးတပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့စစ်ကော်မရှင်အဖွဲ့ဝင်6ယောက်တေဆုံးပြီးတော့လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်လို့ CNA ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကပြောပါတယ်။ ဟာခမြို့ပြည်နယ်ရဲစခန်းကိုဒီနေ့အောက်တိုဘာ16ရက်နေ့မနက်3နာရီမှာ CNN နဲ့ချင်းတော်လန်ရေးပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတနာရီကြာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါမနက်3နာရီလောက်မှာစပစ်တယ်မနက်4နာရီခွဲလောက်မှာပြီးတယ်စစ်ကော်မရှင်ဘက်က6ရောက်လောက်တည်တယ်ဒဏ်ရာရတဲ့သူတွေလည်းများတယ်လက်နက်ခဲယမ်းတချို့လည်းတင်းဆဲရမိတာရှိတယ်လို့ CNN ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကပြောပါတယ်အဲ့ဒီအပြင် တိုက်ပွဲအတွင်းပြည်နယ်ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းခဲ့ရတဲ့တော်လန်ရေးရဲဘော်9ရောက်ပါအဝင်အချုပ်သား15ရောက်ကိုကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။ကျွန်တော်တို့ဘာဖြစ်လို့ပြည်နယ်ရဲစခန်းကိုရွေးရတာလဲဆိုရင်အမှားကအချုပ်သားတွေများတယ်။အဲဒါကြောင့်တိုက်ခိုက်ရတာပါ။အချုပ်သား15ရောက်ကယ်ထုတ်နိုင်ခဲ့တယ်။တော်လန်ရေးရဲဘော်9ရောက်ပါတယ်။ကျန်တဲ့အကျဉ်းသားတွေကတော့မသိရသေးဘူးလို့စလိုင်းထက်နီကပြောပါတယ်။တိုက်ပွဲပြီးမှစစ်ကော်မရှင်ကဟာခမြို့အနီးပတ်ဝန်းကျင်ကအရက်သားတွေနေထိုင်တဲ့ခြေရွာတွေကို လက်နက်ကြီးတွေနဲ့အဆက်မပြတ်ရန်တမ်းပစ်ခတ်နေတယ်လို့လည်းသိရပါဗျ။